အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်မျိုးမြင့်တန်းပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့မျှဝေသွေးမှမျှဝေပေးသွားမှာကတော့ chapter 3 fluid dynamics ပဲဖြစ်ပါတယ်ဟုတ်ပြီ fluid dynamics ဆိုတာဘာလဲ fluid dynamics ဆိုတာဘာမှခကြီးမဟုတ်ပါဘူးကျွန်တော်အခုချက်ချင်းခင်ဗျားတို့ကိုပြောမယ်ဗျာ fluid dynamics ရဲ့ practical ကိုနေရာမထထိုင်ရာမထလုံးလို့ရတယ်လို့ပြောရင်ခင်ဗျားတို့ယုံမလားဘယ်ယုံမလဲကဲ okay. အဲ့ဒါဆိုယုံအောင်ကျွန်တော်ပြောရရင်လိုက်လုပ်ကြည့်လိုက် အသက်ကလေးကိုပြင်းပြင်းလေးဖြည်းဖြည်းလေးရှူကြည့်လိုက်ပြဟာတကယ်ကျွန်တော်အဲ့ဒါ fluid dynamics ပဲကျွန်တော်တို့ဒီလေတွေကနှာခေါင်းပေါက်ထဲကနေအဆုတ်ထဲကိုဝင်သွားတာအဲ့ဒါ fluid dynamics ပဲရှင်းရှင်းလေးပဲ fluid dynamics ဆိုတာဘာမှအခက်ကြီးမဟုတ် fluids တွေရွေ့သွားတာကို fluid dynamics လို့ခေါ်တယ် fluids တွေရွေ့သွားတာ fluid dynamics ပဲတကယ်ကျွန်တော် အာမခက်ခဲမှုအဲ့တော့ကျွန်တော်တို့တွားလိုက်ရအောင်နံပါတ်၁ချက် fluids ဟုတ်ပြီအဲ့တော့ fluids ဆိုတာဘာလို့ခေါ်တာလဲ fluids ဆိုတာဘာမှမဟုတ် liquid အရည်တွေဥပမာရေတို့ဘာတို့ဖြောရေတို့ဘာတို့သို့မဟုတ် gas gas ဆိုတော့သိပါတယ် oxygen nitrogen helium စသဖြင့်အများကြီးအဲ့ဒါတွေကို fluid လို့ခေါ်တာ liquid ဖြစ်ခြင်းဖြစ်မယ် gas ဖြစ်ခြင်းဖြစ်မယ် ရေရလဲရေရလဲ fluid တမျိုးစားတစ်ခုပဲလေရလဲ fluid တမျိုးစားတစ်ခုပဲဗျာဟုတ်ဘူးလားအဲ့တော့အဲ့ဒါ fluid အဲ့တော့ဒါကတော့ကျွန်တော်တို့ example တွေပြောတာဗျာ fluid ဆိုပါလဲဆိုတော့အဲ့တော့ definition ကိုတစ်ချက်သွားကြည့်အောင် fluid ရဲ့ definition ကရှင်းရှင်းလေးပဲ fluid ဆိုတာက season လို့ရသည်မရသည်မမှန်သည်မ fluid ပဲ စီးစင်းလို့ရတဲ့မြားဟာဒီအားလုံးက fluid ပဲတနည်းအားဖြင့်စာဆန်ဆန်ပြောမယ်ဆိုရင်ဒီကောင်းကိုကျွန်တော်တို့ပုံတံတန်ပြတ်အောင်လုပ်တဲ့မြား force ဒီအားလုံးကိုဒီကောင်းကဆန့်ကျင်တယ်ဗျဥပမာကျွန်တော်တို့ဒီဒီရေပြော့ရေပေါ့ရေကိုကျွန်တော်တို့ဒီဘူးထဲကိုထည့်လိုက်မယ်ဆိုရင်လည်းဒီဘူးရဲ့ပုံတံတန်ပြောင်းသွားပဲမဟုတ်ဘူးလားဟုတ်တာပေါ့ကျွန်တော်တို့အိမ်ရောက်1လီတာရေဘူးထဲကို ရေဖြည့်လိုက်ဆိုအဲ့ရေကအဲ့ဘူးပုံတန်းလေးပြောင်းသွားပဲမဟုတ်ဘူးလားဗျပြီးတော့အဲ့ရေကိုပဲအဲ့ရေကိုပဲဒီဖန်ခွက်ထဲထည့်လိုက်ရင်အဖန်ခွက်ပုံတန်းပြောင်းသွားတယ်ဗျအဲ့တော့ဒီရေကဒီကောက်ကိုရှိတ်ပြောင်းသမျှ force တွေမှန်သမျှကိုလုံးဝမဆန့်ကျင်ဘူးလုံးဝကိုမဆန့်ကျင်တာကြိုက်တဲ့လောက် force ပြောင်းစမ်းဒီကောက်လည်းအပြောင်းခံတယ်ဗျာ တော့အရေးစကားနဲ့ပြောမယ်ဆိုရင်စီစဉ်လို့ရတာပေါ့စာဆန်ဆန်ပြောရင်တော့ fluid is the substance the fluid ဆိုတာယာဝတ္ထုတစ်ခု that offers no permanent resistance ရာခုခံမှု လုံးဝမပေးဘူးခုခံမှု လုံးဝကိုမပေးဘူးခုခံမှုမပေးဘူးဘာလို့လဲပုံတတန်ပြောင်းလို့တဲ့ force တွေကိုပုံတတန်ပြောင်းလို့တဲ့ force တွေကို လုံးဝခုခံမှုမပေးဘူးအဲ့ဒါ fluids ပဲဗျာဒါကတော့ fluids ရဲ့ definition လေး ကဲအဲ့တော့ကျွန်တော်တို့ဆက်သွားလိုက်အောင် fluids ကိုကျွန်တော်တို့လေ့လာတဲ့နေရာမှာဥပမာကျွန်တော်ဒီမှာပြောခဲ့သလိုဒီဖန်ခွက်ထဲထဲတဲ့ရေဆိုရက်နေတဲ့ရေပြမဟုတ်ဘူးလားရက်နေအနေရမှာပဲရက်နေတာအဲ့ဒါအဲ့ဒါလေအဲ့ဒါတခုတပိုင်း လေးလာမယ်ဗျာသူမဟုတ်အဲ့ဒါမလေးလာဘူးဆိုရင်ကျွန်တော်တို့ဒီရေပိုက်တွေထဲမှာယွေနေတဲ့ရေပေါ့အဲ့လိုရေမျိုးကိုလေးလာတာကကယွေနေတဲ့ရေကိုလေးလာတာပေါ့ဟုတ်ဘူးလားယွေနေတဲ့ရေကိုကျွန်တော်တို့လေးလာတာအဲ့ဒါတပိုင်း ဲ့တော့နံပါတ်1ချက်ကျွန်တော်တို့ရက်နေတဲ့ရေကိုလေ့လာမယ်ရွေးနေတဲ့ရေကိုလေ့လာမယ်ဟုတ်ပြီအဲ့တော့ရက်နေတဲ့ရေကိုလေ့လာတဲ့အပိုင်းကိုကျွန်တော်တို့ statics လို့ခေါ်တယ်ရွေးနေတာကိုကျွန်တော် dynamics လို့ခေါ်တယ်အဲ့တော့ fluid statics ဆိုတာကတဲ့ concentrate ဆိုတာလေ့လာတော့ပေါ့ဗျာ at own fluid at rest at rest ကအဓိကပေါ့ရွေးရွေးရက်နေတဲ့ fluids ကိုလေ့လာတဲ့ပါတာရက်က fluid statics ဥပမာလေးတချို့စဉ်းစားကြည့်လိုက်အောင်ဥပမာကျွန်တော်တို့ရေလောင်ခံထဲမှာရေလောင်ထားတာကလည်း fluid statics ပဲပေါ့လားဗျပြီးတော့ကျွန်တော်တို့ဒီ grade 11မှာသင်ခဲ့တဲ့ atmospheric pressure 0度 pH 0度 pH အဲ့ဒါကရော statics ပဲမဟုတ်ဘူးလားရဲ့0度 pH statics fluid statics ပဲလေပြီးတော့ liquid pressure နဲ့ fluid statics ပဲ atmospheric pressure ဆိုကျွန်တော် လေ့လာခဲ့တာ rho gh ပေါ့မဟုတ်ဘူးလားဒါ liquid pressure နဲ့ rho gh အော်ပြီးတော့နာမည်ကြီး archimedes principle နဲ့ fluid statics ထဲမှာပါတာပဲ archimedes principle ပြောတာကရှင်းရှင်းလေးပဲ weight ကဒီကောင်ပေါ်တက်ရောက်နေတဲ့ upward thrust နဲ့ညီရဲဆိုတော့ weight is equal to rho vg မဟုတ်ဘူးလားဗျပြီးတော့ pascal's law နာမည်ကြီးပဲ pressure in is equal to pressure out မဟုတ်ဘူးလားဗျ grade 11မှာလေ့လာခဲ့ပြီးသားဖြစ်ပါပြီအဲ့တော့ဟိုကျွန်တော်တို့ဒီ grade 12လည်းရောက်ရောကျွန်တော်တို့လေ့လာမှာကတော့ဆက်လေ့လာမှာကတော့ fluid dynamics ပဲဖြစ်ပါတယ် fluid dynamics ပဲဖြစ်ပါတယ်ခင်ဗျ fluid dynamics ဆိုတာအဓိက fluid in motion ယူနေတဲ့ fluid ဆိုလေ့လာမှာဒါပါပဲရှင်းရှင်းလေးပဲဥပမာရေပိုင်လိုင်းထဲမှာယူနေတဲ့ fluid တို့မဟုတ်လေတိုက်တာလေ fluid in motion ပဲမဟုတ်လားလေတိုက်တာ အဲ့တော့ရေတွေစီးစင်းနေမယ်သို့မဟုတ် water distribution system ရေပိုင်လိုင်းတွေကိုလေးလာမယ် gas ပိုင်လိုင်းတွေကိုလေးလာမယ်အဲ့ဒါပြီးတော့ aviation ဆိုတာကလေထဲမှာပြန်တာလေထဲမှာပြန်တာလေရင်ပြန်နေကိုပြန်တာပေါ့ဗျာအရေးစကားနဲ့ပြောရင်လေရင်ပြန်နေပြန်တာကိုလေးလာမယ်အဲ့ဒါလေ fluid dynamics ပဲပြီးတော့ motion underneath the surface of water ရေရဲ့မျက်နှာပြင်အောက်က motion တွေကိုလည်လာမယ်အဲ့ဒါကြီးကလည်း fluid dynamics ပဲဥပမာ line တွေယူရတာပညာပညာပေါ့ဟုတ်ဘူးလားပြီးတော့ motion of fluids ဒီ motion of fluids ကလည်းကျွန်တော်တို့ဘဝမှာအရင်အရေးပါတဲ့ကဏ္ဍတစ်ခုတက်ရောက်တယ်ဗျာကျွန်တော်တို့စဉ်းစားကြည့်လိုက်တော့ကျွန်တော်တို့ဒီ motion fluid dynamics ကကျွန်တော်တို့မသိခင်လင်းပြန်တီထွင်နိုင်မှာလည်းမဟုတ်ဘူးကျွန်တော်တို့ရေပိုက် line တွေလည်းတီထွင်နိုင်မှာမဟုတ်ဘူး ပြရေငုပ်တင်မော်တွေလည်းကျွန်တော်တီထွင်နိုင်မှာမဟုတ်ဘူးဗျာအဲ့တော့အရင်အရေးပါတယ် fluid dynamics ဆိုတာကျွန်တော်တို့ဘဝမှာနေစဉ်ဘဝမှာဟုတ်ပြီဒါကတော့ကျွန်တော်တို့ fluids တွေပြောတာဖြစ်တယ်အဲ့တော့နည်းနည်းလေးအသေးစိတ်သွားလိုက်အောင်အခုကျွန်တော်တို့ fluids ဆိုတာ liquid နဲ့ gas ပေါင်းထားမလား liquid or gas ပေါ့ဗျာအခုကျွန်တော်တို့ liquid အသက်တာတက်တက်လေးလာမယ် liquid တက်တက် liquid အသက်တာတက်တက်လေးလာတာဆိုရင် ဲဒီကကျွန်တော်တို့အရင်ကြီးဆုံးလေး quick ကတော့ H2O ပေါ့ဗျာရေပေါ့ရေချောင်းလိလာမယ်ရေချောင်းလိလာတဲ့ဘာသာရပ်ကို hydrostatics လို့ခေါ်တယ် H2O ကနေနာမည်စင်းသက်လာတယ် hydrogen ပါလို့ hydrostatics အရှင်းရှင်းလေးပဲ statics ဆိုတာရန်နေတာ dynamics ဆိုတာယူနေတာအဲ့ဒါတော့တကယ်ချင်းတို့တည်လောက်ပြီအဲ့တော့ liquid တွေရက်နေရက်နေတဲ့ဟာကိုလိလာမယ်ဆို hydrostatics ရွေ့နေတာ flow လုပ်နေတာကိုလိလာမယ်ဥပမာ ရေစီးနေတာလို့ရေချောင်းနေတယ်မှာရေစီးနေတာ pipeline နေတယ်မှာရေစီးနေတာဆို hydrodynamics အဲ့ဥပမာတချို့က surface tension မျက်နှာပြင်သင်းအားမျက်နှာပြင်သင်းအားဆိုတာဒီရေမျက်နှာပြင်သင်းအားတော့သင်းအားပေါ့ဗျာကျွန်တော်ဒီလောက်ပဲအခုပြောထားပါမယ်ဘာလို့လဲဆိုတော့ဒီ surface tension ကနောက်ပိုင်းမှာလည်းအကျယ်ဝန်းသင်ရမှာဖြစ်လို့ပါ တော့ capillarity capillarity ဆိုတာကဘာလဲဆိုတော့ဒီအောက်ကပုံလေးနဲ့ပြောမယ်ဆိုပို့မြင်သားပါမယ် capillarity ဆိုတာလေးပါကျွန်တော်တို့ဒီ whole out ထဲမှာရှိတဲ့ tipping ကနေဒီအပေါ်ထိတက်သွားတာအဲ့ဒါ capillarity ပဲ capillary action ပေါ့ adjective ပြောင်းလိုက်ရဆိုအဲ့ဒါ capillary action ပဲဒါလည်းနောက်မှာအခြေသုံးသင်ရမှာဗျအဲ့တော့နောက်မှာပဲအခြေသုံးပြပြပါမယ်နောက်ထပ်ကျွန်တော်တို့လေ့လာမှာ ဒီ flow of fluid ရဲ့ example တွေက lamina and turbulent flow တဲ့ဘာပြောရလဲဆိုရှင်းရှင်းလေးပဲ lamina flow ဆိုတာကျွန်တော်တို့ညင်ညင်ညာညာကောင်းကောင်းမွန်မွန်စီးနေတာ direction တခုတည်းပါဥပမာဒါလေးပေါ်ဒီအပေါ်အပိုင်းဆိုတာဒီအပေါ်အပိုင်းလေးက lamina flow ပဲ lamina flow ဆိုတာ direction တခုတည်းပဲ ရှိပြီးညင်ညင်ညာညာလေး flow လုံးနေရည်လေးတွေအဲ့ဒါ laminar flow ဥပမာဒီပုံထဲမှာဆိုလဲလေးတွေကညင်ညင်ညာညာလေး flow လုံးနေရတာပူလန် flow ဟုတ်ပြီတပူလန် flow ဆိုတာ line ရက်တွေထားပြီး season ဥပမာဒီနေရာလို့ကြည့်လိုက်ပြရေတွေကဟိုဘက်ကို line ရက်ထားလိုက်ဒီဘက် line ရက်ထားလိုက်ဖြစ်နေရအဲ့ဒါတပူလန် flow ပါပဲဒါနောက်ခုက Bernoulli's theorem Bernoulli's theorem ဆိုတော့ ဒီ Bernoulli's theorem ကအရင်အရေးပါတယ်လေရင်ပြန်နေပြန်တဲ့နေမှာဒါမှရှိရင်လေရင်ပြန်နေပြန်လို့ရမှာကိုမဟုတ်ဟုတ်ပြီဒီလောက်တည်ထိုင်တော်ပြီဒါတွေအားလုံးကနောက်မှာကျဲတုံးရှင်းပြတင်းပြတင်းရှင်းပြမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံး viscosity viscosity ဆိုတာလည်းပါလဲဆိုတော့စိတ်ကမှုဗျာစိတ်ကမှုဆိုဒီတိုင်းပြောရင်နားလည်မှာမဟုတ်ကျွန်တော်တို့ဒီရေနဲ့ ပြားရည်နဲ့ဥပမာလေးကိုနိုင်ရှင်ကြည့်အောင်ရေကမြန်မြန်စီးလွယ်တယ်မဟုတ်ဘူးလားဗျာကျွန်တော်ရေလောင်းလိုက်ရင်မြန်မြန်စီးသွားတာဟုတ်ဘူးလားပြပြားကြီးပြားကြီးကစီကံမှုနည်းတယ်ဗျာကျွန်တော်တို့ပြားကြီးကိုထုံမယ်ဆိုလဲကြာကြီးပဲပလင်းကိုမနေထုံနေရမဟုတ်ဘူးလားပြားကြီးကကန့်နေရကွာဘူးထဲမှာပြောဖြည်းဖြည်းချင်းစီနေအဲ့လိုစီတာကိုစီကံမှု viscosity လို့ခေါ်တယ်ရေရဲ့စီကံမှုကဘယ်လောက်ပဲရှိရလဲဆို1.10 centripoise ပဲရှိရတယ် ဟန်နီရဲ့စီကံမှုက1200စဉ်းစားကြည့်တော့ဗျာတကယ်ချင်းတို့1200တော့ဟန်နီရဲ့စီကံမှုအလောက်ရှိရအချောင်ကိုပြားရရအလောက်စီကပ်ပြီးစီစဉ်ရအလောက်ခတ်တာဒါက century point ဆိုတာပြောရလဲဆိုတော့ဒီ viscosity ရဲ့ unit ပေါ့ဗျာ century point ဆိုတာဒီ topics တွေအားလုံးကတော့နောက်မှအကျယ်တဝန်းအကုန်လေ့လာရမှာဆိုတော့ကျွန်တော်အကြံဉာဏ်လေးပဲ sharing လုပ်ပြီးတော့ဖြစ်ပါတယ် ဲ့တော့ဒီနေ့ကျွန်တော်သင်သွားတာကတော့ chapter 3ရဲ့အစာပိုင်းမိတ်ဆက်လေးဖြစ်တဲ့ fluid ကိုသင်သွားတာပဲဖြစ်ပါတယ်တကယ်ချင်းတို့အားလုံးပဲနားထောင်ပေးတဲ့အတွက်အလွန်ကျေးဇူးတင်ပါတယ်ခင်ဗျာ